နည်းပညာလောကရဲ့ test giant company ကြီးနှစ်ခုဖြစ်တဲ့ Apple ကနေထုတ်တဲ့ AirPod Pro Second Gen နဲ့2024ခုနှစ်ထုတ် Samsung ကနေထွက်ထားတဲ့ Samsung Galaxy Buds 3 Pro ဒီနှစ်ခုမှာဘယ်တစ်ခုကပိုပြီးတော့တာလွန်ကောင်းမွန်လဲဆိုတာကိုခုချင်းစီရဲ့ first chat ဒီပေါ်မှာအခြေခံပြီးတော့သုံးသပ်ပေးသွားပါမယ်ကျွန်တော်ရဲ့ channel ကိုကြည့်နေတက်တက်ဆိုရင် subscribe နဲ့ like ပေးသွားဖို့တောင်းဆိုပြရသေးတယ် daily use အနေနဲ့ဒီနှစ်ချက်နှစ်ခုလုံးကို6လဝန်းကျင် sound quality နဲ့ testing လုပ်ခဲ့ပါတယ် ဒါပေမဲ့တချို့အရာတွေကတဦးတယောက်ချင်းစီရဲ့ personalize ဖြစ်မှုကြိုက်လက်သက်မှုနဲ့ဆိုင်ပေမဲ့တချို့အရာတွေကတကယ် real life မှာတကယ်ရောအစီအပြေနိုင်ရဲ့လားဆိုတာပါတခုချင်းစီရဲ့ first channel အသုံးသက်ပေးသွားပါမယ်ပထမဦးဆုံးအနေနဲ့ design plan ကိုစပြပါမယ်ဒါက Samsung Galaxy Battery Pro ရုပ်ထွက်တော်တော်လေးမြိုက်တယ်ဒါက AirPods Pro second gen သူတို့နှစ်ယောက်ရဲ့ look and feel ကဘာဆိုဘာမှမဆိုင်ဘူးတော်တော်လေးမြိုက်တယ် အပြင်ပိုင်းက totally different ဖြစ်တဲ့အတွင်းဘက်မှာတော့ in a little bit နည်းနည်းလေးစင်တာလေးရှိရပေါ့နော်အတွင်းဘက်မှာတော့ဒါတို့နှစ်ခုရဲ့ look and feel မြင်ရတဲ့မြင်ကွင်းမှာ smart feature တွေအနေနဲ့က app မှာဆိုရင် find my ပါမယ် siri ပါမယ် ios integration တွေပါမယ်စသဖြင့်ပေါ့ samsung ရဲ့ galaxy buds 3 pro မှာဆိုရင် bixby ပါမယ် samsung ai feature တွေပါမယ် multi device sense နဲ့ ai feature စတာတွေပါပါမယ် Galaxy Battery Pro ရဲ့ feature အသစ်မှာဆိုရင်ပုံကင်တာဖုံးချတာ Play Store Preview နဲ့စတာတွေအကုန်လုံးကို voice နဲ့ command ပေးလို့ရမှာဖြစ်ပါတယ်။ AirPods ရဲ့ Find My feature မှာဆိုရင်တော့ AirPods ပြောက်လို့ရှားတဲ့အချိန်မှာဒီ case မှာ speaker ထည့်ပေးထားရတဲ့ကြောင့်မလို့ရှားရတာပို့လွယ်ကူမှာဖြစ်ပါတယ်။ရှေ့ဘက်မှာဆိုရင် EFF light control အနေနဲ့ fade in fade out steady blinking ဆိုပြီးတော့နည်းနည်းလေးရှောက်ကလစ်လို့ရသေးတယ်။ driver type အနေနဲ့က AirPods Pro second jammer က 11mm dynamic driver ကိုသုံးပေးထားပြီးတော့ ဆန်ဆောင် Galaxy Battery Pro မှာဆိုရင် Dual Driver နှလုံးနဲ့ထွက်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပိုကောင်းတဲ့ sound quality experience ကိုရမှာဖြစ်ပါတယ်။ Samsung ကတီးတယ်လိုမျိုး app တွေအတွက် 24bit audio support လုပ်ပေးထားပါတယ်။ဒါပေမဲ့ကျွန်တော်အတွေ့အကြုံအရဒီနှစ်ခုလုံးရဲ့ sound quality ကတစ်ခုချင်းစီရဲ့ fast chat ဒီပေါ်မှာမူတည်ပြီးတော့ဖြစ်တစ်ခုချင်းစီထွက်လာပါလိမ့်မယ်။နှစ်ခုစလုံးက adaptive noise cancellation mode ကို support လုပ်ပေးထားတယ်။အဲ့ပေါ်မှာက transparency mode ဒီ Galaxy Battery Pro မှာက ambient mode နှစ်မျိုးသလုံးကတော့အတူတူပါပဲဒီနေရာမှာချီးကျူးချင်တာက Samsung ကအရင် Galaxy Buds Pro နဲ့စာရင်ဒီ Buds 3 Pro မှာတော်တော်လေး improve ချင်အောင်လုပ်ပေးထားတာကိုတွေ့ရပါတယ် Samsung မှာ earbuds တွေအစား AI model base တွေဖြစ်သွားပြီ totally ချိန်သွားတာလို့ပြောရပါပါဘလောက်ထိကြမ်းလဲဆိုရင် ANC မောက်ကအစား AI base လုပ်လိုက်တာပါအားလုံးသိတော်မူတဲ့အတိုင်းဒီနေရာမှာ Apple အနေနဲ့တော်တော်လေးနောက်ောက်ကျတယ်ဆိုတာကိုတော့ဝန်ခံရပါပါကိုယ်ပိုင် ecosystem ပေါ်မှာနေပြီးတော့နားထောင်ကြည့်မယ်ဆိုရင်တော့ Apple အနေနဲ့ ANC မုတ်မှာ င်းတဲ့ little bit မစိုးစလောင်လေးနည်းနည်းပိုပေါင်းတာကိုတွေ့ရပါတယ် AirPods အနေနဲ့အကြကိုကအတန်းကို overpowerful ဖြစ်တာကိုမကြိုက်ဘူး clear miss ဖြစ်တာကိုကြိုက်တယ်အတန်းအနေနဲ့အရန် sharpening မဖြစ်ဖဲနဲ့ vocal နဲ့ instrument ရဲ့အတန်းတွေကိုရှင်းကျင်တယ် podcast လိုမျိုးအကြောင်းအရာတွေကိုရှင်းရှင်းလင်းလင်းနားထောင်ကျင်တဲ့သူတွေ classical နဲ့ pop music ကိုနားထောင်မဲ့သူတွေအတွက်ပို့ပြီးတော့တင်တော်တယ် glassy battery pro အနေနဲ့က woofer black twitter two way driver သုံးပေးထားတဲ့အတွက်ကြောင့်မလို့ EDM နဲ့ Hip Hop တွေ movie soundtrack တွေအတွက်တော်တော်လေးမိုက်တယ်။360 degree surround effect ကို support လုပ်ပေးထားတဲ့အတွက်ကြောင့်မလို့ sound stage အသံအနေနဲ့ကြည်ကြဲပြတ်ပြတ်ဖြစ်တဲ့ 3D ခံစားမှုကိုရတယ်။ဥပမာပြောရမယ်ဆိုရင်ဂီတတန်ဘယ်ဘက်ကနေကြားရမယ်ဆိုရင် Brandon ကညာဘက်ကနေကြားရတယ်လို့မျိုးပေါ့။ဒီနေရာမှာ sound quality အနေနဲ့ပြောရမယ်ဆိုရင် two way driver သုံးပေးထားတဲ့အတွက်ကြောင့်မလို့ base and detail မှာတော့ဒီ Galaxy Battery Pro ကဆရာကြီးလို့ပြောရမှာပါ။နောက်တစ်ခုက battery light ဘက်ထရီလိုက်အနေနဲ့ AirPod Pro second gen ကို5မိနစ်အားသွင်းမယ်ဆိုရင်တစ်နာရီထိအသုံးပြုလို့ရမှာဖြစ်တယ်လို့ဒီ Galaxy Battery Pro ကို5မိနစ်အားသွင်းမယ်ဆိုရင်တစ်နာရီခွဲထိရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အရေးပေါ်အားသွင်းဖို့လိုအပ်တဲ့အချိန်မှာဒီ feature လေးကတော်တော်လေးအထောက်အကူပြုပါတယ်။ AirPod Pro မှာဆိုရင် case မပါဘဲနဲ့သူ့ရဲ့ ear fat တည်တံ့သုံးမယ်ဆိုရင်သူ့ရဲ့ battery life က6နာရီ case က9နာရီ30ဒီ Galaxy Battery Pro မှာဆိုရင်တော့သူ့ရဲ့ ear fat တည်တံ့က9နာရီ case နေနဲ့က25နာရီရပါမယ်။ဒီနေရာမှာချီးကျူးချင်တာက test giant ကြီးဖြစ်တဲ့ Samsung အနေနဲ့တစ်နှစ်ထက်တစ်နှစ် improve ဖြစ်လာတာကိုအထင်ရှားတွေ့ရတယ်။ design နဲ့ build quality ဘန်းကတော့ကျွန်တော်တကူစားအမြင်ရ Apple case ထက်ဒီ Samsung case ကနည်းနည်း solid အဖြစ်နဲ့ qualify အောင်ဆန်နေပေါ့နော်။အဲ့အပိုင်းလေးတော့သွားတွေ့ရတယ်။ recycle plastic ကိုအသုံးပြုပေးထားတဲ့အတွက်ကြောင့်မလို့ eco friendly bag ကိုတော့သွားတယ်။ဒီ AirPods Pro ရဲ့ case မှာကြတော့ဒီ gadgets တွေနဲ့ accessory တွေမှာသုံးတဲ့ hard polycarbonate လို့ခေါ်တဲ့ ဒန်ဒစ်စတီတိတ်သီးစာမြင့်တဲ့ဒီ material ကိုတုတ်ပေးထားပါဘောနော် gaming mode မှာ latency test အနေနဲ့ကတော့သူ့ရဲ့ ecosystem မှာ lag ဖြစ်တာဟန်းတာမတွေ့ရပါဘူး။ AirPod Pro မှာက0.15 second နှိပ်ပြီးတော့ Galaxy Battery Pro မှာဆိုရင်တော့0.05 second latency ဖြစ်တာကိုတွေ့ရတယ်။ Samsung အနေနဲ့ super zero latency ဆိုပြီးတော့ပြောထားပါတယ်။ Android user တွေအနေနဲ့ကတော့ Galaxy Battery Pro ကထိတ်တန့်ရွေးချယ်မှုတစ်ခုလို့ပြောရပါပါ ။ overall အနေနဲ့ပြောရမယ်ဆိုရင် AirPod Pro second gen က229ဒေါ်လာ Galaxy Battery Pro က230ဒေါ်လာဆိုတော့ almost the same price ပါပဲ။ကိုက Apple ရဲ့ ecosystem ထဲမှာနေတဲ့သူတယောက်ဆိုရင် AirPod Pro second gen ကမှန်ကန်တဲ့ရွေးချယ်မှုလို့ပြောရပါလိမ့်မယ်။ AirPod Pro 3အနေနဲ့လည်း2025ထဲမှာထွက်မလို့ကြားပါရတယ်။ကိုအနေနဲ့ AirPod ဝယ်ဖို့စိတ်ကူးတယ်ဆိုရင်တော့ AirPod Pro 3ကိုစောင့်ကြည့်ချင်ပါတယ်။ Android နဲ့ Samsung user တွေအတွက် Galaxy Battery Pro ကတော့ အဆင်ပြေဆုံးရွေးချယ်မှုလို့ပြောရပါလိမ့်မယ်။ကိုလူတို့အနေနဲ့ရောဒီနှစ်ခုမှာဘယ်တစ်ခုကိုရွေးချယ်တဲ့လဲဘလို့မြင်လဲဆိုတော့အောက်ကကွန်မန့်မှာဝမ်းမတ်သွားလို့ရပါတယ်။